ရင်စာရင်ဖြစ်နေတာဆိုရင်မက်ဒီတင်လည်းမေ့လို့မရဘူးဟုတ်ဆရာဘက်ကလောက်တော့ပါလို့ဆောင်းထားတယ်ဟုတ် နေ့ကဖြစ်သွားတဲ့ခွဲစိတ်ဆောင်ကိစ္စအောင်စုံစမ်းဖို့တော့ဂျာနယ်လေးရောက်လာတယ်။อืมဟုတ်မယ်ထင်တယ်เนาะဆရာ။ ဟယ်လိုကိုစာကြီးအင်ဗျာရောက်ပြီလားဟုတ်တဲရောက်နေပြီကိုစာကြီးစာကြီးလူကျင်နဲ့ဆောက်ကိုရခဲ့လားဟုတ်ရခဲ့တယ်အကိုရဲ့အခုပဲအဲ့ဆောက်တွေဖတ်နေရဒါနဲ့အကိုဘာပြောမလို့လဲဩဘာမှမပြောဘူးဒီတိုင်းတတိယလိုလှမ်းဆက်လိုက်တာ ါနဲ့အခုတန်တမျိုးပဲအခုတောက်နေရလားဟုတ်တယ်ဒါရော မင်းတို့နောက်အထရာဆောင်ရိုက်ပြီးပါလေရိုက်ပြီးပြီအိုဗီရီယံကန်ဆာတဲ့မင်းလူနောက်ဆေးဖြစ်တဲ့အချိန်ကြီးတော့စောင့်အောင်နော်သူကခက်ရရရယောဂါလည်းထူသလားမမင်းနာအားလုံးဆေးဖြစ်တော့မှာပဲခွဲဖို့လို့အေးပါပါ မင်းကခွဲဆိုမှငါခွဲမယ်ခုလေမင်းခိုင်းတာလေအကုန်လုံးငါလုပ်ပြီးပါတယ်哦စလိတော့တော်ပြီတော်ပြီငါစလိတော့မတော့တယ်ဦးရအားလေကောင်းပါတယ်ကွာ အားတော့တလွဲစရာဝင်မဲ့ရောက်ဝတ်ထဲမှာဆိုလို့ရှိရင်လူနာတွေကိုစလိတ်မတောက်ဘူးပြောရင်ငါကိုရမ်းကြအပြင်မှာစလိတ်တောက်တာอืมမင်းလူနာတွေပေါ့ဘလောက်စိတ်ကောင်းစေတနာထားလဲဆိုတာငါသိဒါပေမဲ့ခွဲစိတ်တာမှာတော့အတင်မြင်နေတယ်နော်မင်းခွဲစိတ်တာအောင်မြင်သွားလို့လဲ ူးကတော့ရွှေတစိမ့်စုလာမပေးဘူးခွဲစိတ်တာပဲဖြစ်ဖြစ်လူနာကုတာပဲဖြစ်ဖြစ်စစ်တိုက်တယ်လို့ပဲအနိုင်နိုင်တဲ့စစ်ပွဲကိုတော့သူရဲကောင်းလို့တိုက်စေချင်လူတွေကမင်းခွဲစိတ်လို့အောင်မြင်သွားရင်လေသူကအာရုံချေချိုးအေးတခုခုလွဲချော်သွားပြီဆိုလို့ရတာ အားလုံးကဝိုင်းထောင်มาရောင်းရင်မင်းအရုပ်စာချင်းကိစ္စမှတ်မိသေးရမလားသူဆိုရင်တစ်ချက်တတိလက်သွားတာစာမှလည်းတင်ခံရတယ်နာမည်လည်းပြက်တယ်မီဒီယာတွေရဲ့ပြောဆိုမှုလည်းခံရတယ်နောက်ဆုံးစိတ်ကူးဖို့တော့တော်တော်ခက်သွား ေးပါပါငါသတိထားလိုက်ပါမယ်ဘာပြောလို့မစိတ်ရှုပ်သွားရင်လည်းတူတယ်ရပါတယ်ကွာအမတကင်းညာထတ်တော့မင်းနောက်တော့ထမလိုက်တော်ပြီကွာငါအမြိုင်းမတော့တာမင်းလည်းသိတာပဲရောကွာအဲဆိုလည်းငါပဲတော့တော့ သမားတော်ကတော့တော့မှရှိရယောဂခံနေအကုန်လုံးကခွဲစိတ်ဖို့အတွက်တင့်တော်ပြီလို့ကောက်ချက်ချလိုက်တယ်။ကျွန်တော်ဟိုတနေ့ကရှင်းပြသလိုပေါ့တော့။တော့ယောဂအခွဲလို့မပြီးဘူးတော့။မခွဲလို့ရှိရင်တော့မှရှိရကင်ဆာဆဲတွေအကုန်လုံးကတကုံလုံးပြန်သွားပြီးတော့ ျွန်တော်ဘာမှကူညီနိုင်မှာမဟုတ်တော့ဘူးအမှန်တိုင်းပြောရမယ်ဆိုရင်တော့အခုထိကြောက်နေတော့မှာပဲဆရာကြီးခွဲဆိုင်မှုမခံယူရင်တော့ကောင်းမလားလို့ခဏခဏတွေးနေနေတယ်ทำไมแม่เลี้ยเสียเสียเอาจะมาชงดิถ้าเจ้านี่ ကျမအခွဲစိတ်ကူတာမှုခံယူရတော့မယ်ဆရာကောင်းပါပြီကျွန်တော်ယုံပြရတဲ့လဲကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါဆရာအဲ့ဆိုကျွန်တော်ဘက်ကအမြန်ဆုံးခွဲစိတ်နိုင်မယ့်ရက်ကိုစီစီပြီးတော့ တော့အကြောင်းပြန်ပြီးပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒီတစ်ခေါက်တော့ကျွန်တော်တော်တော်စိုးရိမ်နေပြီရင်းသွားဆိုရင်ဒီလို OB နဲ့ဂျူမအောင်ကျွန်တော်တက်တက်ကြွကြွနဲ့ခွဲလိုက်တာပဲခုတော့ဘာအောင်မှန်းမသိဘူးကျွန်တော်တခုခုစိတ်လေးနေတယ် ရခံစားချက်ကိုအိခိုင်ကလေးဒီပိုင်းတီကိုနားလဲပါတယ်။ဆရာညမှာအိခိုင်ဆိုလို့ရှိရင်လေဒီလို case မျိုးခွဲဖို့အတွက်စိုးရင်ပြီးတော့ကြောက်နေမိပါပဲ။ဒါပေမဲ့ဆရာခုလိုပုံမှန်လင်းပြောလိုက်တာလေတမျိုးတော့ကောင်းပါရဲ့ဆရာရဲ့။မစိတ်မပူပါနဲ့။ဆရာနာမှာအိခိုင်ရှိပါတယ်ဆရာရဲ့။ပြီးတော့အိခိုင်တို့ team တစ်ခုလုံးလည်းတူတူစူးစမ်းပြီးတော့ အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ကြရပါစေ။အရင်ဆုံးရင်နေပါနဲ့အဆင်ပြေသွားမှာပါ။ကျေးဇူးပါ ာလဲအောင်မြင်တယ်လေးဆရာရဲ့ကြာဘာဖြစ်နေရလဲကျွန်တော်တော့ခုဒီစိတ်မေးသေးဘူးဗျာအဲ့ရှင့်လူနာကြီးကြောက်ကျွန်မမမေးဘူးအခုကျွန်မမိအခြေအနေကဘာဖြစ်မယ်မလဲကျွန်မမသိဘူးအဲ့ရှင့်ခုလာမလားမလာဘူးလားဒါပဲပြောကိုကိုကတော့လာလို့မရဘူးတဲ့ဘိုင်းမှာတထားပိုက်ကနေလဲလေသူ့ရဲ့ကြာမရက်ဘူးဆရာအဲ့ဒါဆရာလိုက်ကြည့်လို့ရမလားဒီပိုးသက်စိတ်သိနေရင်တော့တတ်တာပါပါစိတ်မကုန်လေနော်